Chrome browser အသုံးပြုသူများလုံခြုံရေးအနေရရှိနေချက်ချင်း update လုပ်ရန် Google တိုက်တွန်း Chrome အသုံးပြုသူအားလုံး၏ကွန်ပျူတာများကိုဟက်ကာများကခင်းချုပ်သွားနိုင်လောက်သည့်လုံခြုံရေးချို့ယွင်းမှုအားတွေ့ရှိခဲ့ပြီးနောက်သုံးစွဲသူများအနေဖြင့် browser များချက်ချင်း update လုပ်ကာလုံခြုံရေးအဆင့်မြင့်တင်ကြရန် Google ကညွှန်ကြားထားသည်ဆိုပါလုံခြုံရေးချို့ယွင်းချက်ကိုစက်တင်ဘာ16ရက်တွင် Google Threat Analysis Group မှရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီးအရေးကြီးမှုအဆင့်တန်း30တွင်9.8အထိသတ်မှတ်ထားသည်။ ခရွန်ကိုအတိတ်လုပ်ရန်အတွက်ဘရောက်စာဤညာဘက်အပေါ်ထောင်းရှိအဆက်၃ဆက်မီနူးကိုနှိပ်ပြီး help ကိုရွေးကာ about google chrome ကိုဝင်ရောက်လိုက်ပါကခရွန်အစ်စ်ကိုအလိုလျောက် download လုပ်ပေးမည်ဖြစ်သည် download လုပ်ပြီးနောက်တွင်သုံးစွဲသူများအနေဖြင့်မိမိတို့၏ကွန်ပျူတာကိုပြန်လည်စတင် restart ရန်လိုအပ်သည်ထို့အပြင် chrome settings help ကိုလည်းတိုက်ရိုက်သွားရောက်၍လုံခြုံရေးအစစ်မြင့်တင်နိုင်သည်ယခုအချိန်ထိအဆိုပါလုံခြုံရေးချွတ်ယွင်းချက်မှတဆင့် ဟက်ကာများ၏အချက်လက်ထိန်းချုပ်ရယူမှုများအောင်မြင်ခဲ့ခြင်းမရှိသေးပေ Chromium ကိုအခြေခံသည့် Microsoft Edge, Brave, Opera နှင့် VMware တို့ကဲ့သို့အခြား browser များလည်းအလားတူအနေရရှိလာနိုင်သည်ဟုကုမ္ပဏီကသတိပေးထားသည်။ Chrome ဒီကဘာရင်ဈေးကွက်ဝေစု90ရာခိုင်နှုန်းနီးပါးရှိနေပြီးမြန်မာပြည်ရင်းတွင်လည်းဈေးကွက်ဝေစု89ရာခိုင်နှုန်းရှိသည့်လူကြိုက်များ browser တစ်ခုဖြစ်ကြောင်း Starcounter အချက်လက်များအရသိရသည် ယခုအားနည်းချက်ကိုဟက်ကာများကအတုံးချမည်ဆိုပါကအတုံးပြုသူ၏စက်ထဲတွင်အနေရရှိသည့်ကုန်များကိုတိုက်ရိုက်လည်ပတ်နိုင်ပြီးအချက်လက်များခိုးယူခံရခြင်းမဲဝယ်များထည့်သွင်းခံရခြင်းသို့မဟုတ်ကွန်ပျူတာစနစ်တစ်ခုလုံးအလွယ်တကူထိန်းချုပ်ခံရခြင်းများဖြစ်လာနိုင်ပြီးအတိတ်လို့၍လုံခြုံရေးအစိမ့်မြင့်တင်ခြင်းမှာအကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းကောကောကအသိပေးထားသည်